ိုးတော်ဘုရားကလည်းသူခေတ္တအခါတော့ကဘလောက်ကြီးအောင်မှသူကဖုန်းတို့ကိုအာနာကြီးမားခဲ့တယ်ဆိုတော့တာယုတ်တစ်ခုအနေနဲ့ဒီပထိုးတော်ကြီးကိုတည်ခဲ့တယ်လို့လည်းကျိုးတော့သိရတယ်ပေါ့နော်အခုပြီးခဲ့တဲ့ဇဂိုင်းငလင်ကြောင့်ပူဇော့ပျက်စီးသွားတယ်ပေါ့နော်ဇဂိုင်းရဘုရားပထိုးရဲ့အကြောင်းကိုလေ့လာရင်းနဲ့ပေါ့နော်ကျူအခုပြောပြပေးချင်တာကတော့ဇဂိုင်းမှာဆိုလို့ရှိရင်တကယ်ကိုအထင်ကရဘုရားပထိုးတစ်ခုဖြစ်တယ်ပထိုးတော်ကြီးအကြောင်းပေါ့နော်ပထိုးတော်ကြီးကလည်းရှင်းနှစ်အဆက်ဆက်တွေမှာသူကငလင်တန်ကြောင့်မို့လို့ လိုမျိုးပြိုကျပျက်စီးရတော့မဟုတ်ပေမဲ့အကွဲရတယ်မကြာခဏဖြစ်လိမ့်ရှိရပေါ့နော်ဒီတစ်ခေါက်ငလင်မှာဆိုလို့ရှိရင်လည်းသူကအကွဲရတယ်ဖြစ်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ပျက်စီးမှုကြီးကြီးမားမားတော့မရှိခဲ့ဘူးအကွဲရဖြစ်တဲ့အတွက်နောက်ပိုင်းလူတွေသွားလဲတဲ့ခါကြလို့ရှိရင်လဲလို့ရောအဆင်ပြေရလားပေါ့နော်တင့်တော်သေးရလားဆိုတာလေးဟိုမသိရသေးဘူးပေါ့နော်အခုထိဒီပထိုးတော်ကြီးကိုဘိုးတော်ဖေရက1900ရဲ့90အပြည့်နှစ်မှာစပြီးတော့ တိဆောက်ခဲ့တာပေါ့နော်ဒီပထိုးတော်ယူသူကစပြီးတော့တဲတဲ့ရွေချက်ကမြန်မာနိုင်ငံမှာအကြီးဆုံးပထိုးကြီးတစ်ခုသူတဲမယ်ဆိုပြီးရွေချက်နဲ့စပြီးတော့တိဆောက်ခဲ့တယ်ဒီပထိုးတော်ကြီးထဲမှာဆိုလို့ရှိရင်အဲ့ဒီခေတ်ကဒီတရုတ်ပြည်ကနေပြီးတော့ဆက်သားတဲ့ဆွေတော်တဆူကိုဒါထပ်ပနာပြီးတော့သူစတင်ခဲ့တာပေါ့နော်သူတကယ်ကိုစောက်လုံးချင်ခဲ့တဲ့ပုံစံအားကြတော့ပေ900အထိမြင်တဲ့ပထိုးတော်ကြီးပေါ့နော်ဒါမဲ့အဲ့ထိသူကမပြီးစီးလိုက်ဘူးပေါ့နော်အခုကျူးတို့မြင်တွေ့နေရတာက 169ပေပဲရှိတယ်ဒါပထိုးဒီဆောက်လက်စာပထိုးတစ်ခုပေါ့နော်အဲ့ဒီ169ပေတောင်မှာပေါ့နော်တောင်တလုံးစာလောက်ဖြစ်နေပြီပေါ့နော်တကယ်လို့ဒီပထိုးတော်ကြီးဒါတိဆောက်ပြီးစီခဲ့တယ်ဆိုလို့ရှိရင်ဘလောက်တောင်မှခန်းနာထဲဝါတဲ့ အရာတစ်ခုမြမအမွေနှစ်တစ်ခုဖြစ်နေမယ်ဆိုတာကျူတို့ဟိုတွေးကြည့်လို့ရတယ်ပေါ့နော်ဘိုးတော်ဖခင်ကဒီပထိုးတော်ကြီးကိုသူနန်းတက်ပြီးတော့၉နှစ်အကြာမှစပြီးတော့တိဆောက်ခဲ့တာပေါ့နော်သူကဘလောက်ထိအောင်မှပရှင်ဖြစ်ဖြစ်နေပေါ့နော်စိတ်ဝင်စားနေတိဆောက်ခဲ့လဲဆိုသူ့ရဲ့နန်းတော်မှာတော့မနေဘဲနဲ့သူကအဲ့ပထိုးတော်ကြီးအနီးဒီအရာဝတီမြစ်ထဲရဲ့ကျွန်းလေးတစ်ခုပေါ့သူကယာယီစံနန်းအနေနဲ့ပြောင်းရွှေ့ပြီးတော့နေတယ်သူ22နှစ်ကြာတော့မှသူကဒီပထိုးတော်ကြီးကိုတိဆောက်ခဲ့ရတယ်ဒါပေမဲ့22နှစ်ကြာသည်သူကမပြီးစီးဘဲနဲ့ဖြစ်နေရပေါ့နော်ပထို းတော်တွေတည်ဆောက်နေတဲ့ကာလတွေမှာလည်းအုပ်ဖုပ်ဖို့အတွက်များစွာသောလှုပ်အားတွေဒီပြည်သူတွေရဲ့လှုပ်အားတွေကိုအသုံးပြုရတယ်ငွေကုန်ကြေးကြရလည်းအရန်များတယ်ပြီးတော့သူကအချိန်ကာလကလည်းကြာမြင့်လာတာနဲ့အများပထိုးတော်တွေတည်ဆောက်မှုပေါ့နော်ပြည်သူပြည်သားတွေကရောအများပြည်သူကလည်းညှို့ညင်လာတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာမှသူတို့တပေါင်တစ်ခုထွက်လာတယ် ပထိုးလဲပြီးပြီးလဲပြတ်ပေါ့နော်ပထိုးလဲပြီးပြီးလဲပြတ်ဆိုတော့တကယ်လို့ဒီပထိုးတော်ယူတာအပီးတီတိဆောက်ပြီးစီးခဲ့မယ်ဆိုလို့ရှိရင်တိုင်းပြည်ဒီကုန်းပေါင်မင်းဆက်ရဲ့တိုင်းပြည်ကပျက်စီးသွားနိုင်ရဲ့ဆိုပြီးတော့တပေါက်ထွက်လာတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဘိုးတော်ဖခင်ကဒီပထိုးတော်ယူဆက်ပြီးတော့မတည်ခဲ့လိုက်ဘူးပေါ့နော်အပီးတီမတည်ခဲ့လိုက်ဖြစ်နေဒီလိုမျိုးတပိုင်းတစနဲ့ကြန့်ရှိနေတာပေါ့နော်အလုံးလေးသိကြတဲ့အတိုင်းပဲဒီအလောင်းမင်းတရားတည်ထောင်ခဲ့တဲ့တတိယမြန်မာနိုင်ငံ ါဆိုလို့ရှိရင်တကယ်ကိုကျေပြန့်ကြီးမာတဲ့မြန်မာနိုင်ငံတော်တစ်ခုဖြစ်ခဲ့ပြီးတော့အာနာဇတ်ကလည်းကြီးမာခဲ့တယ်ပေါ့နော်ဘိုးတော်ဖရာကတော့ဒီကုန်းပေါင်မင်းဇတ်အလောင်းမင်းတရားတီထောင်တဲ့ဘရင်မျိုးဆက်မှာ